ဝါပြည်နယ်လူချင်းမှာကအခြေခံဥပဒေအရလှတ်တော်တွေကိုဝင်ပြီးတောင်းဆိုရမှာဖြစ်တယ်လို့အမျိုးသားစီလုံးညီညွတ်ရေးနဲ့ညီချင်းရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီ NSBNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြေကပြောပါရယ်။အော်တိုဝါ16ရက်ကနေပြည်တော်မှာရှိတဲ့ပြည်ပဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတက်မှာကျင်းပခဲ့တဲ့တနင်္ဂနွေလုံးပြည်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA စနေပြည့်နှစ်ပတ်လည်နေ့အခမ်းအနားတတိယနေ့မှာနေကုန်းကျုပ်စကားပြောကြားရမှာအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြေကအထပ်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာပါ။ဒီကျွန်တော်တို့ UWSA NDAA ။ဒီဟာတွေလည်းစီးဦးသင့်တယ်ဆိုပြီးတော့အဲဒီလိုလေးကျွန်တော်မှတ်သားလဲ။အဲ့တော့ကျွန်တော်တို့တာဝန်ယူတဲ့ဘက်မှာလည်း GWS ကို NDA ရောစီးဦးနော်။အဲ့တော့အဓိကပြတော့ကျွန်တော်တို့ရှိမှာဒီဒီနာဂမပါဘူးဆိုရင်ဒီတိုင်းသားလက်နက်က18ခုရှိပါဘူး။အဲ့တော့10ခုကလက်မှတ်ထူထားတယ်။အဲ့တော့3ခုပြန်ထွက်သွားတယ်။နောက်က FPNC ဒီ9ခုရှိတယ်။ KNBB ရှိတယ်။18ခု။အဲ့တော့ဒီမှာကျွန်တော်တို့က NCU ကျွန်တော်တို့တည်ပြီးတော့ထားတယ်။ တော့ NCO လက်မခံတဲ့ဘက်လည်းရှိတယ်။အဲ့ဒီ NCO ကတော့ကျွန်တော်တို့ကဒါနိုင်ငံတကာအသိမှတ်ပြုထားတယ်။ဒီလမ်းကြောင်းတိုင်းပဲသွားမယ်။သို့တော်လည်းကျွန်တော်ဆွေးနွေးတဲ့အခါမှာ NCA Plus နဲ့လည်းဆောင်ရွက်ရတယ်။သူတို့ရဲ့လူလားချက်တွေကဘယ်လိုရှိသလဲ။ဒီပေါ်မှာဝင်လို့တော့ဆောင်ရပါဆောင်နိုင်တယ်ကျွန်တော်တို့ဒါလည်းဟောရုံဒီမိုင်းလမ်းဆွေးနွေးဆွေးနွေးဆွေးနွေးတဲ့အချိန်မှာလည်းဒါလည်းကျွန်တော်ပြောပြပြီးထင်ပါတယ်။ အဲ့တော့သူတို့ရဲ့လူလားချက်ဝါပြည်နယ်လူချင်းတယ်အဲ့တော့ဝါပြည်နယ်လူချင်းရင်ဖွဲ့စည်းပုံအခြေခံဥပဒေအရာလွတ်တော်တဲ့ဝင်လွတ်တော်တဲ့ဥမာတောင်းဆိုတာအဲ့တော့ရနိုင်ခြေကဘာတွေဘာတွေရှိတယ်ဘယ်နေရာဘယ်နေရာတွေရှိတယ်ကျွန်တော်သိချက်ရှင်းပြဝါမိုင်းလာစားတဲ့အဖွဲ့တွေနဲ့ဆွေးနွေးချိန်မှာ၎င်းတို့ရဲ့လူလားချက်ဖြစ်တဲ့ဝါပြည်နယ်ကိစ္စကိုဖွဲ့စည်းပုံအခြေခံဥပဒေအရလွတ်တော်ရဲဝင်ပြီးတောင်းဆိုဖို့ရှင်းပြခဲ့ကြောင်း၎င်းကပြောပါရယ် ဲ့တော့ဒါတက်ရောက်တဲ့လူတွေကတော့အကုန်လုံးသဘောပေါက်တယ်။ဒါပေမဲ့သူတို့ခေါင်းဆောင်ကိုရှင်းပြတဲ့ခါကျတော့သူတို့ခေါင်းဆောင်ကဝမ်းတူတဲ့နေတာဖြစ်တဲ့လူကျွန်တော်ဆက်ပြီးတော့တူးလို့ရတဲ့နေတာဖြစ်ပါတယ်။အဲ့တော့သူတို့ရဲ့လူလားချက်ကဝါပြည်နယ်လူချင်းနဲ့ဝါပြည်နယ်လူချင်းဘာလို့ချိန်ကန်ဥပဒေလဲလွတ်တော်တဲ့တော့မများဘူး။ဒီကောက်ပဲလောက်ရမယ်အဲ့ဒီဒေတာမှာအဲကျွန်တော်2008ပေါ်သေးပုံခြေကံဥပဒေရတစ်ချိန်မှကျွန်တော်ဒီကောက်ပွဲမလုပ်ခဲ့ဘူး တော့ပထမပိုင်းမှာသဘောတူတရားနဲ့နောက်ပိုင်းမှာကျွန်တော်တို့ကသဘောတူညီမှုမရခဲ့ဘူး။အဲဒါလေးလေးကျွန်တော်တို့သိအောင်ကိုညံ့လို့ဖြစ်ပါတယ်။လက်ရှိအနေအထားမှာ NCA ဟာခိုင်ခိုင်မာမာရှိနေပြီး NCA မှာသတ်မှတ်ထားတဲ့အပြစ်ခက်ရက်စဲပြီဆိုတာကနိုင်ငံရေးအရာဆွေးနွေးဖို့လိုကြောင်းနိုင်ငံရေးအရာသဘောတူညီချက်လူမှုရေးအရာသဘောတူညီချက်နဲ့စီးပွားရေးအရာသဘောတူညီချက်တွေရဖို့လိုကြောင်း၎င်းကဆက်လက်ပြောပါရစေ။အဲဒီမေးရရင်တော့ပြစ်ခဲ့ရစေဆိုတာကျွန်တော်ပြန်ပြန်ပြတ်သွားမယ်အနေအထားမျိုးရှိပါတယ်။ တော့ NC မှာတော့တိခတ်ရဲ့စေးပြီနိုင်ငံကြီးကဆွေးနွေးမှုနဲ့ဒီနိုင်ငံကြီးကဆွေးနွေးမှုထွက်ပေါ်လာတဲ့အဲကျွန်တော်တို့ဒီရတဲ့ကျွန်တော်တို့ကသဘောတူညီချက်တွေပြည်တော်စုထွက်တော်မှာအတည်ပြုတယ်ဆိုရဲကျွန်တော်တို့သတ်မှတ်ချက်လည်းပါတဲ့တွေ့တယ်အဲ့တော့ NC ကတော့ကျွန်တော်တို့ဒါကိုဆွဲကြံပြီးတော့ဆောင်းသွားမှာဖြစ်ပါတယ်တို့တော့လည်းဒါကိုလက်မခံတဲ့အဖွဲ့အစည်းတွေတော့ဘယ်လိုမျိုးသွားမလဲဆိုတော့ကျွန်တော်တို့ကအောက်ချီမှာ ညီနိုင်ဆောင်မဲ့ဘာမှဖြစ်ပါလေ။ဒါကြောင့်ကျွန်တော်တို့ဒီလက်ရှိကုလမွန်ကြီးဆွေးနွေးသွားတဲ့ဒီကောက်ပွဲမတိုင်ခင်ဆောင်ရွက်မဲ့ကိစ္စတွေ။ဒါတွေကလည်းကျွန်တော်တို့လက်ရှိရှိနေတဲ့ကျွန်တော် SC လက်မှတ်ထိုးထားတဲ့အဖွဲ့ခုနှစ်ဖွဲ့ရှိတယ်ကျွန်တော်နဲ့ဆွေးနွေးနေတာဟုတ်တယ်6ဖွဲ့6ဖွဲ့ရှိတယ်အဲ့ဒီအဖွဲ့တွေနဲ့ကျွန်တော်တို့က ICU ဘလို့ပုံစံနဲ့ review ပြန်လုပ်မယ်ဒါကြီးလည်းကျွန်တော်တို့ကဒီရုပ်ကုတ်ဘွဲမတိုင်ခင်ဆွေးနွေးသွားဖို့လုပ်တယ် ကျွန်တော်တဘောက်ထားပြီးဖြစ်ပါတယ်အဲ့တော့ပြန်ပြီးတော့မှကျွန်တော်တို့ကအကောင့်ထဲပို့ပြီးတော့မှအငင်းငယ်လုပ်ငန်းစဉ်ပြန်တက်ပတ်ဆောင်းကောင်းပါ NCA ကိုအစိုးရအဆက်ဆက်ကအကောင့်ထဲပို့ဖို့ပြည်အောင်စုလွတ်တော်မှအတည်ပြုပြီးဖြစ်တာကြောင့်တက်လာတဲ့ဘယ်အစိုးရမဆို NCA ကိုအကောင့်ထဲပို့ဖို့တာဝန်ရှိကြောင်း NSB NCA ကထဒုတိယဗိုလ်ချုပ်ကြီးရာပြေကပြောပါရယ်